အခုကျွန်တော်ရောအားလုံးရောတွေ့နေရတဲ့အရာတခုဆိုရှယ်မီဒီယာမှာတွေ့နေရတဲ့အရာတခုအဲ့တော့ဒီနေ့တော့တာမန်ဈေးတယ်ပဲနောက်နေ့မှာဆိုရှယ်မီဒီယာပေါ်မှာနာမည်ကြီးသွားတဲ့အခါမှာ celebrity ဖြစ်သွားတယ်။ရောင်းရတဲ့ကောင်းသွားတယ်။လူတွေရာချီပြီးတော့မှတန်းစီဆောင်ရတဲ့အနေအထားတရားဖြစ်သွားတယ်။ပြီးတော့ celebrity တွေ influencer တွေကလည်းလာပြီးတော့မှဝယ်ယူအားပေးတဲ့သူကပိုးပြီးတော့မှနာမည်ကြီးသွားတယ်။အဲ့တော့နေချင်းညာချင်းလူတယောက်တည်းမဖြစ်သွားတဲ့ဆိုတော့နာမည်ကြီးသွားတယ်။ရောင်းရတဲ့ကောင်းသွားတယ်။ဒါစီကျွန်တော်တိတ်ကိုကောင်းပါတယ်။ အဲ့တော့ကာယကံရှင်အတွက်လည်းကောင်းတယ်သူ့ရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းအတွက်လည်းကောင်းတယ်သူ့ရဲ့ဝန်ထမ်းတွေအတွက်လည်းကျွန်တော်တို့ကောင်းတယ်ဒါဝင်ငွေတွေကျွန်တော်တို့ရှာနိုင်တယ်အဲ့တော့တခုကကျွန်တော်တို့ကခုနက celebrity တွေနေချင်းညချင်းအောင်မြင်သွားတဲ့ celebrity တွေအဲ့ဒီအောင်မြင်မှုအဲ့ဒီကြော်ကြားမှုအဲ့ဒီရောင်းအားကို ထိမ့်သိမ်းနိုင်မှာမလားရေရှည်ထိမ့်သိမ်းသွားနိုင်မှာမလားဆိုတာက သိကိုရေးကြည့်ပါတယ် ဲ့တော့မထိသိနိုင်ဘူးဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့နေချင်းညာချင်းနာမည်ကြီးတယ်ခဏကြာတဲ့အခါမှာပျောက်သွားတာဒါမျိုးကျွန်တော်တို့ဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်မှလည်းအထွေထွေရှိတယ်အဲ့ဒါကျွန်တော်လွန်ခဲ့တဲ့2020လောက်တုန်းကလွန်ခဲ့တဲ့3နှစ်လောက်တုန်းကနေချင်းညာချင်း online ပေါ်မှာနာမည်ကြီးသွားတဲ့ကောင်လေးတယောက်နော်ကျွန်တော်သူ့ကိုရေရှည်ဆက်ပြီးတော့မှနာမည်ကြီးနိုင်ဖို့အတွက်ကျွန်တော်အကူအညီပေးခဲ့ဘူးလေအခုချိန်တောင်လည်းသူနာမည်တစ်ခုနဲ့ရက်တည်နေတော့မယ်အဲ့တော့ကျွန်တော်တို့ကအခုနာမည်ကြီးတာအောင်မြင်ကြော်ကြားတာဝင်ငွေကောင်းတာကိုရေရှည်ဆက်လက်ပြီးတော့မှ ထိမ့်သိမ့်နိုင်မှုဆိုလို့ရှိရင်ကျွန်တော်ပြောမယ့်အချက်၅ချက်သိက်ကိုအရေးကြီးပါတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလေသူတို့ဘယ်ချိန်မှာဘလို့နာမည်ကြီးမှုမျိုးညဘလို့အောင်မြင်ကျော်ကြားမှုမျိုးရမယ်ဆိုတာကိုကျွန်တော်တို့မသိရအောင်မသိရတော့ကျွန်တော်အဲ့လိုအချိန်တွေမရောက်လာတဲ့အခါမှာဒီ၅ချက်နဲ့သာဆက်ပြီးတော့မှသွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အောင်မြင်မှုတွေကြီးပွားတိုးတက်ချမ်းသာမှုတွေကိုကျွန်တော်တို့ထိမ့်သိမ့်နိုင်ပါလိမ့်မယ်အဲ့တော့နံပါတ်၁တစ်ချက်ဒီကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုတော့ရိုးရှင်းတဲ့ငွေစည်းရင်းစနစ်တစ်ခုကိုတည်ဆောက်အောင်ပါအဲ့တော့ကျွန်တော်တို့ဒီနေ့ဘလောက်ဖို့ရောင်းရတယ်လဲ နော်ဘလောက်ဖို့ရင်းလိုက်တယ်လဲဘလောက်မြက်တယ်လဲဘလောက်ရှုံးတယ်လဲဒီစနစ်ကိုကျွန်တော်တို့တိဆောက်ဖို့လိုတယ်အဲ့တော့မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဟလာရောင်းတော့ရောင်းရတယ်ဝင်ငွေတွေတော့ရှိတယ်ဒါပေမဲ့ဘလောက်မြက်တယ်လဲဘလောက်ရှုံးတယ်လဲဆိုတော့ကျွန်တော်တို့မသိနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကဘလောက်မြက်တယ်လဲကုန်ကြစိတ်တွေဘာတွေရှိတယ်လဲနော်ဝန်ထမ်းစိတ်တွေဘလောက်ရှိတယ်လဲဒါတွေကိုကျွန်တော်တို့ကစနစ်တစ်ခု တိဆောက်ဖို့လိုတယ်အရေးကြီးပါတယ် เนาะအဲ့တော့ကျွန်တော်တို့ကကုန်ကြမ်းကဘယ်လောက်သုံးလိုက်သလဲ operation cost เนาะလဲပတ်နေတဲ့ကုန်ကြမ်းစီးတွေကဘယ်လောက်ရှိသလဲ cash flow လို့ခေါ်တဲ့ငွေစည်းစိမ်မှုတွေကဘယ်လိုရှိနေသလဲအဲ့ဒါတွေကိုစနစ်တကျတိစောက်ထားဖို့လိုတယ်မဟုတ်ရင်ကျွန်တော်တို့ရရှိသွားနိုင်မှာမဟုတ်ဘူး နံပါတ်2တစ်ချက်ကတော့ကျွန်တော်တို့ဘာလို့အောင်မလဲဆိုတော့အခု quality ကိုထိမ့်သိမ်းထားဖို့လိုတယ်ဒီအရသာတိုင်းပဲเนาะကျွန်တော်တို့ကဒီအရသာတိုင်းပဲဘယ်အချိန်လာဆဆဒီအရသာပဲဘလို့နေထားမျိုးမှာပဲလာဆဆဒီအရသာပဲဆိုတော့ quality ကိုကျွန်တော်တို့သတ်မှတ်ထားဖို့လိုတယ်အဲ့တော့ဟိုတုန်းကတော့ကောင်းတယ်အခုမကောင်းတော့ဘူးဆိုတော့ကျွန်တော်တို့ဖြစ်လို့မရအောင်ဒါဒီကျွန်တော်ရေးကြည့်တယ်နံပါတ်3တစ်ချက်ကတော့ကိုယ့်ရဲ့ personal branding ကိုဆက်လက်ထိမ့်သိမ်းဖို့အတွက် strategy တွေဆွဲရလိမ့်မယ် ခုနေချင်းညာချင်းကိုဒီပါဘာဖြစ်သွားလဲဆိုတော့ personal brand ကောင်းသွားတယ်အဲ့ဒီ personal brand ကိုကျွန်တော်တို့ကဆက်ပြီးတော့မှထိမ့်ဖို့လိုတယ် เนาะအဲ့တော့ထိမို့ဆိုလို့ရှိရင်ဒီတိုင်းကျွန်တော်တို့နေလို့မရဘူးအဲ့တော့ဘာလုပ်ရမှာလဲเนาะကျွန်တော်တို့က social media ပေါ်မှာကိုယ့်ရဲ့ activities တွေတောက်လျှောက်ကျွန်တော်တို့တင်နေဖို့လိုပြီးเนาะကိုယ့်စီကိုဘယ်သူတွေလာဝဲတယ်ဆိုတာကိုကျွန်တော်တို့ပြောပြနေဖို့လိုပြီးကိုယ့်ဘယ်သူလဲဆိုတာကိုကျွန်တော်တို့ခြားပြနေဖို့လိုပြီးပြီးရင်ကိုယ့်ဝန်ထမ်းတွေเนาะကိုယ့်နဲ့လက်တွဲလုပ်နေတဲ့ဝန်ထမ်းတွေကဘယ်လိုနေထားရှိသလဲဆိုတာကိုကျွန်တော်တို့ခြားပြဖို့လိုပြီးเนาะ logo တွေဆွဲထားဖို့လိုပြီးနော်ကိုယ့်ရဲ့ personal brand နော်ကိုယ့်ရဲ့ဟလာလုပ်ငန်းရဲ့နော် story တိဆောက်ထားဖို့ကျွန်တော်တို့လိုပြီးเนาะ message တွေကိုယ်လုံးငန်းရဲ့ message တွေပေးနေဖို့လိုပြီးအဲ့ဒါတွေကိုမှကျွန်တော်တို့လူတွေသိအောင် social media ပေါ်ကနေပြီးတော့မှ subtitle kick going ကျွန်တော်တို့တွားနေဖို့လိုတယ်အဲ့တော့မဟုတ်ရင်လူတွေကကိုယ့်ကိုမေ့သွားနိုင်တယ်ဒါမှမဟုတ်ကျွန်တော်တို့ရေးကြည့်ရသည်ကိုယ့်ရဲ့ personal branding ကိုဆက်လက်ထိန်းသိမ်းထားဖို့အရေးကြီးတယ် number 4တစ်ချက်ကဘာလို့ဖို့လိုပြီးလဲဆိုတော့ကိုယ့်ရဲ့ရထားတဲ့ဒီအစားတောက်မှာပေါ့အဓိကတော့စားတောက်မှာပေါ့အဲ့ဒီ formula ကိုကျွန်တော်တို့ကထိန်းသိမ်းတိုးချဲ့ဖို့လိုပြီး နော်ကိုယ့်ရဲ့ recipe နော် secret recipe ကိုကိုကိုထိမ့်သိမ်းထားမယ်ပိုကောင်းအောင်ကျွန်တော်တို့လုပ်မယ်ပြီးရင်မလုပ်လို့ရသေးတယ်ဆိုတော့ franchise ပြန်ပေးလို့ရတယ်เนาะဒီစနစ်တွေ recipe တွေကိုဘာလို့မှာလဲဆိုတော့ franchise เนาะ franchise ယူခြင်းတဲ့သူတွေကျွန်တော်တို့ပြန်ပြီးတော့မှပေးလို့ရပြီအဲ့တော့ကျွန်တော်တို့က franchise fee ရ block เนาะ license fee ရ block ဒါမျိုးတွေလည်းကျွန်တော်တို့မလုပ်လို့ရတယ်ဆိုတော့ကိုယ့်ရဲ့နာမည်တစ်ခုကလည်းကြီးလာမယ်ပြီးတော့လုပ်ငန်းတွေကလည်းအများကြီးဖြစ်လာတာဖြစ်တဲ့အတွက် credibility ဂုံသိက္ခာတစ်ခုကျွန်တော်တို့ရှိလာမယ်အဲ့တော့ဒါဒီကျွန်တော်တို့ကအရေးကြီးပါတယ်အဲ့တော့နံပါတ်9နဲ့နောက်ဆုံးအချက်ကတော့ကျွန်တော်တို့ဘာလဲဆိုတော့ financial နဲ့ပတ်သက်ပြီးတော့မှ management ကောင်းကောင်းလုပ်ဖို့လိုပါတယ်အဲ့တော့အခုကျွန်တော်တို့ကဟလာဝင်ငွေတွေရလာပြီအမြတ်ငွေတွေရလာပြီအဲ့ဒီအမြတ်ငွေတွေကိုကျွန်တော်တို့ကဘယ်နေရာတွေမှာပြန်ပြီးတော့မှသုံးဆွဲမှာလဲဘယ်နေရာတွေမှာပြန်ပြီးတော့မှရင်းနှီးမြုပ်နှံမှာလဲဒါအရေးကြီးတယ်မဟုတ်ရင်ကိုယ်ကြိုက်ထားတဲ့ငွေတွေကတို့တန်မိုးကျသွားတယ်ကျွန်တော်ဖြစ်နိုင်တယ်ကြောင့်မို့ကျွန်တော်တို့ကဘယ်နေရာတွေမှာပြန်ပြီးတော့မှရင်းနှီးမြုပ်နှံမှာလဲ ဒါကကျွန်တော်တို့ရေးရှိပါတယ်။ဒါကတော့ကျွန်တော်တို့အောင်မြင်မှုကိုရေးရှိထိမ့်သိမ်းထားနိုင်မှုတို့မဖြစ်မနေလို့ဆောင်ရမယ်ချက်ငါးချက်ဖြစ်ပါတယ်။ဒီကြောင့်အရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတယ်ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဟာကျိုးရုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကိုတို့ကကျိုးရုံတွေရလိမ့်တယ်ဆိုလို့ရှိရင်တော့ comment မှာထုံးစံတိုင်းမြဲ yes လို့ရေးပြပါဦး။ဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့ကိုညံလေးအောင်ပါမရှိတော့နေနေဖြစ်ပါစေ။